င်္ဂလာပါသတင်းနဲ့မီဒီယာကိုရဲ့ NMG သတင်းဌာနရဲ့ podcast အစီအစဉ်ကနေကြိုဆိုပါရစေဒီအစီအစဉ်ကတော့တိုင်းသားဒေသတွေတဲ့ကအဖြစ်အပျက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေစောင်းမားတွေဆက်သွယ်မေးမြန်းချက်တွေအပြင်ဒေသတွေနဲ့နိုင်ငံတကာသတင်းတွေကိုစူးစီးတင်ဆက်ပေးနေတာဖြစ်ပါတယ် NMG ရဲ့ podcast တုံ့လွင်ချက်တွေကိုတိုက်ရိုက်နားဆင်နိုင်တယ်လို့ download လုပ်ထားပြီးတော့အဆင်ပြေတဲ့အချိန်မှနားထောင်ရင်းလည်းရပါတယ်ကျမအာမီပါ thank you မင်္ဂလာပါပြီးခဲ့တဲ့အပတ်ကတော့ကျမတို့တွေဒီမိုင်းအနေရဲ့ကင်းပိုးဘလို့လမ်းကြောင်းတွေကသွားတင့်လဲဆိုတာကိုတင်ဆက်ပေးခဲ့ပြီးပါပြီဒီနေ့မှာတော့အလွန်ရေးကြီးတဲ့အကြောင်းအရာတစ်ခုကိုဆက်ပြီးတော့တင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာမြေမြုပ်မိုင်းနဲ့စစ်လက်ကျန်ပစ္စည်းပေါ့လေဒီပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေကြောင့်အာထိခိုက်ဒဏ်ရာရတဲ့သူအရက်သားတွေရဲ့၃ပုံ၃ပုံနီးပါးက32ရာခိုင်နှုန်းပါပေါ့လေကလေးတွေဖြစ်နေပါတယ် စကိုင်းတိုင်းရင်းမပင်မှာ၅နှစ်သားအရွယ်ပေါ့လေကလေးတယောက်ဟာကြံခဲ့တဲ့ဘုံတီးကိုကစားစရာအထင်နဲ့ကစားရင်းနဲ့သူ့ရဲ့ဆယ်လအရွယ်ညီငယ်လေးနဲ့အတူအသက်ဆုံးရှုံးခဲ့ရတဲ့ဝမ်းနည်းစရာအဖြစ်ဆိုးတွေဟာကျမတို့နေ့စဉ်ကြားနေမြင်နေရတဲ့အဖြစ်တွေတဲကတခုပါဒီတော့ကိုပတ်ဝင်းကျင်မှာဒါမှမဟုတ်လမ်းမှာကိုမသိတဲ့တန်တရားဖြစ်เสียပစ္စည်းတစ်ခုခုကိုတွေးခဲ့ရင်မလုပ်သင့်လဲ ဘေးအန္တရာယ်ကနေကင်းဝေးဖို့အတွက်အရန်လွယ်ကူပြီးတော့အရေးကြီးတဲ့အသက်ကယ်စီးမြင်သုံးချက်ကိုလူကြီးရောကလေးမကျန်းတည်ထားဖို့လိုအပ်ပါတယ်။မကင်ပါနဲ့မထိပါနဲ့မကန်လိုက်ပါနဲ့ အနေရှိတဲ့နေရာတွေကိုဘယ်လိုသတိထားရမလဲတန်တရာရှိတဲ့ပစ္စည်းတွေတွေ့ရင်ဘယ်လိုမျိုးမှန်ကန်စွာနဲ့နောက်ပြန်ဆုတ်ပြီးတော့ဘယ်သူတွေကိုအကြောင်းကြရမလဲဆိုတာတွေကိုဒီနေ့ရဲ့အစီအစဉ်မှာအသေးစိတ်တင်ဆက်ပြီးမှာဖြစ်ပါတယ်။မြေမြုပ်မိုင်းနဲ့ပောက်ကွဲစီတက်တဲ့ဆစ်လက်ကြံပစ္စည်းတွေရဲ့အနေရကနေကျမတို့ချစ်ရတဲ့ကလေးတွေဘေးကင်းနိုင်ဖို့အတွက်ဒီအစီအစဉ်လေးကိုအဆုံးအထိနားဆင်ပေးကြဖို့ဖိတ်ခေါ်ချင်ပါတယ်။ အရင်တစ်ပတ်ကတော့မြေမြုပ်မိုင်းအနေနဲ့ကင်းအောင်ဘလူလန်းတွေကနေသွားတင်တယ်လဲဆိုတာကိုပြောပြခဲ့ပါတယ်ဒီတစ်ပတ်ကတော့မြေမြုပ်မိုင်းနဲ့ပောက်ကွဲစီတက်တဲ့ဆစ်လက်ကြံပစ္စည်းတွေတွေ့ရင်ဘလူလုံးရမလဲဆိုတာကိုပြောပြသွားမှာပါရှမ်းပြည်မြောက်ပိုင်းနဲ့စကိုင်းတိုင်းဒေသကြီးတို့ဟာမြေမြုပ်မိုင်းနဲ့ပောက်ကွဲစီတက်တဲ့ဆစ်လက်ကြံပစ္စည်းတွေရဲ့အန္တရာယ်အများဆုံးကြုံတွေ့နေရတဲ့ဒေသတွေရဲ့မှာပါဝင်ပြီးကလေးငယ်တွေထိခိုက်ဒေဆုံးမှုတွေလည်းမကြာခဏဖြစ်ပွားနေပါတယ် UNICEF ကုလသမဂ္ဂက ကလေးတငယ်များရန်ပုံငွေအဖွဲ့ရဲ့ထုတ်ပြန်ချက်တွေအရဆိုရင်မြန်မာနိုင်ငံမှာအမည်မြုံပိုင်းနဲ့ဆစ်လက်ကြံပစ္စည်းတွေကြောင့်ထိခိုက်ဒေဆုံးဒဏ်ရာရရှိတဲ့သူဒီအရက်သားတွေရဲ့32ရာခိုင်နှုန်းဟာကလေးတငယ်တွေဖြစ်ပါတယ်။ရှမ်းပြည်နယ်စကိုင်းတိုင်းတို့ဟာလည်းထိခိုက်မှုအများဆုံးဒေသတွေထဲမှာအမြဲလိုလိုပါဝင်ပါတယ်။နမူနာအဖြစ်အပျက်တွေကိုပြောပြရမယ်ဆိုရင်2022ခုနှစ်တုန်းကစကိုင်းတိုင်းရမပင်မြို့နယ်ကအဖြစ်အပျက်ကလေးတစ်ခုဟာဆိုရင်ဂယုဏတက်ဖို့ကောင်းပါတယ်။ဖြစ်စဉ်ကတော့ ော့စကိုင်းတိုင်းရင်းမာပင်ကိုအာစစ်တပ်ကဝင်ရောက်လာခဲ့ပါတယ်အဲ့ဒီစစ်တပ်တွေ ပြန်ထွက်သွားတဲ့အချိန်မှာတော့အသက်9နှစ်အရွယ်ကလေးတယောက်ကစစ်တပ်ကဝင်လာတော့ကကြံ့ခဲ့တယ်လက်ပစ်ပုံးဒါမှမဟုတ်ဘုံသီးတစ်ခုခုကိုကစားစရာထင်ပြီးတော့ကစားခဲ့ရကန်နေပောက်ကွဲမှုဖြစ်ခဲ့တာပါအဲ့ဒီပောက်ကွဲမှုကြောင့်အာဒီပောက်ကွဲစီတက်တဲ့စစ်လက်ကြံပစ္စည်းနဲ့ကစားခဲ့တဲ့ ငါးနှစ်အရွယ်ကလေးရောသူ့ရဲ့ဒီအသက်၁၀လောက်ပဲရှိသေးတဲ့ဝမ်ခွဲညီလေးပါတိတ်ဆုံသွားခဲ့ပါတယ်။အဲ့ဒီပောက်ကွဲစီတက်တဲ့ဆီလက်ကြံပစ္စည်းတွေကိုမိဘတွေကစစ်ကြံပစ္စည်းမှမသိပဲတိမ်းထားမိလို့လို့ဆိုပါတယ်။နောက်ထပ်နမူနာအဖြစ်အပျက်တစ်ခုကိုပြောရမယ်ဆိုရင်တော့2024ခုနှစ်အတွင်းကရှမ်းပြည်မြောက်ပိုင်းမှာဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်တွေကိုပြောပြချင်ပါတယ်။သတင်းမှတ်တမ်းတွေအရဆိုရင် ရှမ်းပြည်မြောက်ပိုင်းနမ်တူဒေသဟာကလေးငယ်တွေထိခိုက်တိတ်ဆုံမှုတွေရှိခဲ့ပါတယ်။ သတင်းတွေနဲ့ဒေသခံလူမှုအသင်းအဖွဲ့တွေရဲ့ပြောပြချက်အရဆိုရင်မြေမြုပ်မိုင်းနင်းမိတဲ့အဖြစ်အပျက်တွေကြောင့်ကလေးငယ်တွေခြေလက်ဆုံးရှုံးတာသေဆုံးရတာတွေဖြစ်ခဲ့ပါတယ်။ဒါကြောင့်မြေမြုပ်မိုင်းနဲ့ပောက်ကွဲစေတတ်တဲ့ဆစ်လက်ကျန်ပစ္စည်းတွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုလူကြီးတွေတင်မကပဲကလေးတွေလည်းတည်ထားသင့်ပါတယ်။သိရှိလာတဲ့လူကြီးတွေကကလေးတွေလည်းသိလာအောင်ပြန်ပြောပြဖို့လိုအပ်ပါတယ်။အဓိကကတော့ပြိပခဖြစ်ပွားခဲ့တဲ့နေရာတွေစစ်တပ်တွေစခန်းချထားတဲ့နေရာတွေ စစ်တပ်တွေဖျက်ဆီးသွားလာခဲ့တဲ့နေရာတွေမှာကိုမသိတဲ့ပစ္စည်းတွေတွေ့ခဲ့ရင် အထူးသတိထားကြဖို့လိုပါတယ်။မိုင်းဖြစ်စေ၊ပောက်ကွဲစေတတ်တဲ့စစ်လက်ကျန်ပစ္စည်းဖြစ်စေ အမျိုးအမည်မသိတဲ့ပစ္စည်းဖြစ်စေ တွေးရှိခဲ့မယ်ဆိုရင်အရေးအကြီးဆုံးကတော့မထိပါနဲ့မကင်ပါနဲ့မကန်လိုက်ပါနဲ့စူဇန်ချင်းဒုံနဲ့ထိုးခြင်းတွေကို လုံးဝမလုပ်ပါနဲ့တွေးရှိတဲ့နေရာမှာချက်ချင်းရပ်တန့်ပြီးတော့ငြိမ်ငြိမ်လေးနေလိုက်ပါဘာလို့လဲဆိုရင် အန်ဒီယရှိတဲ့ပစ္စည်းတစ်ခုခုကိုတွေ့ရဆိုရင်အနီးနားမှာလည်းအဲ့လိုပစ္စည်းမျိုးတွေ ရှိနေနိုင်တာမို့လို့ပါ အဲ့ဒီနောက်မှာတော့လာတဲ့လမ်းအတိုင်းနောက်ပြန်ဆိုးရပါမယ် ခြေရရှိရဆိုရင်ခြေရအတိုင်းဆုပ်ရမှာဖြစ်ပြီးတော့ခြေရမပေါ်ရင်တော့ကိုလာခဲ့တဲ့လမ်းကြောင်းအတိုင်းပြန်ဆုပ်ဖို့လိုပါတယ်။ထွက်ပြေးတာမျိုးလမ်းကြောင်းပြောင်းပြီးတော့သွားတာမျိုးတွေကိုမလုပ်ရပါဘူး။တစ်ချိန်တည်းမှာပဲကိုနဲ့အတူသွားလာနေတဲ့သူတွေကိုအနည်းရှိတဲ့ပစ္စည်းတစ်ခုခုတွေ့တဲ့အကြောင်းကိုအသိပေးရပါမယ်။အနည်းအလူတွေကိုလှမ်းអော်ပြီးတတိပေးပါသူတို့စီသွားဖို့မလိုသလိုသူတို့ကိုလည်းကိုယ်စီလာအောင်ခေါ်ဖို့မလိုပါဘူးအဲ့ဒီမြေမြုပ်ပိုင်းဒါမှမဟု တ်စစ်လက်ကျန်ပစ္စည်းဒါမှမဟုတ်တန်တရားဖြစ်စရာပစ္စည်းတွေ့တဲ့နေရာအနီးအနားမှာမီးမရှို့ပါနဲ့ဆက်လိမတောက်ပါနဲ့။အောက်ကွဲစီတက်တဲ့ပစ္စည်းတွေအနီးမှာလက်ကင်ဖုန်းခေါ်ဆိုတာကိုလည်းမလုပ်သင့်ပါဘူး။လုံခြုံစိတ်ချလောက်တဲ့နေရာရောက်မှပဲဖုန်းကိုအသုံးပြုသင့်ပါတယ်။လုံခြုံစိတ်ချရတဲ့နေရာရောက်ရင်တော့အဲ့ဒီဒေသမှာတာဝန်ယူအုပ်ချုပ်နေတဲ့အာဏာပိုင်တွေကိုအကြောင်းကြားရမှာဖြစ်ပါတယ်။ အကြောင်းကြားတဲ့အခါမှာတော့ပစ္စည်းတွေ့တဲ့နေရာတွေကိုလည်းတည်တည်ချာချာပြောပြဖို့သင်ပါတယ်။ဘေးအန္တရာယ်ပိုပြီးတော့နီးတဲ့သူတွေကတော့ထင်းရှားတဲ့သူ၊ရေခတ်တဲ့သူ၊တောင်ရသွားတဲ့သူ ကျွဲနွားចောင်းတဲ့သူနဲ့ကလေးငယ်တွေဖြစ်ကြပါတယ်။သူတို့ကိုမြေမြုပ်မိုင်းနဲ့ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့ပညာပေးဖို့လိုအပ်ပါတယ်။အရင်အပတ်ကပြောထားသလိုဘလို့လမ်းမျိုးကအနည်းပူကင်းနဲ့မြေမြုပ်မိုင်းနဲ့ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေကဘလို့မျိုးဖြစ်တယ်ဆိုတာသိအောင်ပြောထားပြီးတော့အဲ့ဒါတွေတွေ့ရင်အရေးကြီးဆုံးကအဲ့ဒီပစ္စည်းတွေကိုတွေ့ရင် မထီဖို့မကင်ဖို့ဆက်မသွားဖို့နဲ့တာဝန်ရှိတဲ့သူတွေကို ပြောပြဖို့အသိပေးသင့်ပါတယ်။နောက်တစ်ခုသတိထားမှာတော့သတိပေးဆိုင်းဘုတ်တွေကို လိုက်နာဖို့လိုပါတယ်။ဥကောင်းခုံပုံ၊အယိုးပုံ၊အနီရောင်တိကံပုံ၊ဒေသတွင်းမှာရှိတဲ့အမှတ်သားတွေ တတိမိုင်းရှိသည်ဆိုတော့တတိပေးဆိုင်ဘုတ်တွေကိုတတိထားဖို့လိုပါတယ်တွေ့ရင်လဲဆက်မသွားပဲနောက်ပြန်စုဖို့လိုအပ်ပါတယ်ကလေးတွေကိုတော့အကြောက်တရားရစီတာမျိုးထက်အနည်းရှိတယ်ဆိုတာကိုနားလည်ဖို့ပညာပေးသင့်ပါတယ်အနည်းကင်းဖို့အတွက်ဆိုလို့ရှိရင်မြေမြုပ်မိုင်းနဲ့တခြားပောက်ကွဲဈေးနိုင်တဲ့ပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့ပညာပေးဖို့အပြင်စစ်ဘေးရှောင်တဲ့နေရာတွေကိုပြန်သွားတဲ့အခါဒါမှမဟုတ်စစ်တပ်တွေလှုပ်ရှားသွားလာခဲ့တဲ့နေရာတွေကိုသွားတဲ့ ့အခါအနီးပတ်ဝန်းကျင်တွေကို လူကြီးတွေကပဲ အရင်ဥဆောင်ပြီးတော့ဥအောင်ပေါ့လေစစ်စည်းတင်ပါတယ်စစ်ပွဲတိုက်ပွဲဖြစ်ခဲ့မှုတဲ့နေရာစစ်တပ်လက်နက်ကိုင်တွေ စခန်းချခဲ့တဲ့နေရာလမ်းဟောင်းတံတားဟောင်းစွန့်ပစ်ထားတဲ့အဆောက်အုံတွေဟာအနည်းငယ်ရှိတယ်လို့သတ်မှတ်ပြီးကလေးတွေမသွားဖို့တင်းတင်းကြပ်ကြပ်တားမြစ်ဖို့အရေးကြီးပါတယ်မြေမြုပ်မိုင်းနဲ့ပောက်ကွဲစေတတ်တဲ့ပစ္စည်းအနည်းငယ်ကနေကင်းဝေးကြပါစေရှင် thank you ဒီနေ့ရဲ့အစီအစဉ်ကိုတော့ကျမတို့ဒီမှာပဲရက်နာမှာဖြစ်ပါတယ်တိုင်းသားဒေသတွေတဲကအဖြစ်ပြက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေဆောင်းပါးတွေဆက်သွယ်မေးမြန်းချက်တွေအပြင်ဒေသတွင်းနဲ့နိုင်ငံတကာသတင်းတွေကိုသတင်းနဲ့မီဒီယာကွန်ရဲ့သတင်းဌာနကတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကျမတို့သတင်းဌာနရဲ့ podcast ထုတ်လွှင့်ချက်တွေကိုနားဆင်နေကြတဲ့မိဘပြည်သူအားလုံးရှင်လန်းချမ်းမြေ့ကြပါစေရှင်